ဒိုက်တာကိုပေါ့နဲ့ကိုမင်းမော်ကွန်းတို့ဥဆောင်ပြီးတော့ရိုက်ထားတယ်ပြုံပြုံလေးရုပ်ရှင်ကားအဲ့ဒီရုပ်ရှင်ကားကိုအခုလက်ရှိထိုင်းနိုင်ငံမှာပြသနေတယ်နော်လာမဲ့၁၇လပိုင်း23ရက်နေ့မှာစမှုပကံမှာပြမယ်မဲဆောက်မှာပြခဲ့ပြပြီအဲ့ဒီကိစ္စနဲ့ပတ်သက်လို့ဘောမတွေရက်ကွက်ကထလောင်းနေကြတာအဲ့ဒီထလောင်းနေတဲ့အထက်မှာနော်တက်ကုန်းဒဇင်ဦးဘလို့လောင်းနေဆိုတာတစ်ချက်ကြည့်ပါပါနော် ကတော့ကြားဖြန့်တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ထိုင်းနိုင်ငံနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့ပြောချင်တာလေးရှိသေးတယ်အဲ့ဒါပါလဲဆိုတော့ဒါမဲ့နိုဝင်ဘာလ23ရက်နေ့မှာအဲဒီထိုင်းနိုင်ငံစုပကံဟုတ်တယ်စုပကံမှာအဲဘာလို့မလဲဆိုလို့ရှိရင်ဒီ driver ကိုပေါက်ပေါ့နော် driver ကိုပေါက်ရိုက်ကူးထားတယ်ပြီးရင်မင်းမကုန်းအပါဝင်တခြားသောဒီအကြံဖက် PDF တွေတရုပ်ဆောင်ထားတယ်ပြုံးပြုံးလေးအဲကျွန်တော်တို့ရဲ့ video file နဲ့ရှေ့မှာဆိုလို့အတန်တော့မြန်ထားတယ်နော်ဒီဆိုတဲ့စကားကိုယုံတင်မယ်ဆိုပြီးတော့ကြော်ညာချတယ်အဲ့တော့တို့လူမှုကွန်ရက်တင်းနေအရာတော့အဲ့ပြုံးပြုံးလေးထားအောင်ဆိုချင်းမိုင်ပါလေ ချင်းမိုင်ပါမဲဆောင်ပါတော့တို့ဒီယုံတင်ပြီးသွားပြီဆိုပြီးတော့တို့ရဲ့လူမှုကွန်ရက်တင်းနေအရာသိရတယ်ပေါ့နော်ဘယ်ယုံဒီမှာတင်လဲဆိုတော့ကျွန်တော်တို့မသိဘူးဒါပေမဲ့အခုဒီလာမယ့်နိုဝင်ဘာလ23ရက်နေ့မှာတော့အဲဒီခန်းနိုင်ငံစမှုပကံမှာအဲ့တို့ဒီကောက်ကိုယုံတင်မယ်အခုလက်မှတ်တီတောင်တို့ချောင်းနေကြပြီလို့သိရတယ်ပေါ့နော်ဒါလေးတက်လာတယ်အဲ့တော့ဒီကနေ့လဲ information team မှာလဲကျွန်တော်ဝင်ပြီးတော့မေးခဲ့လိုက်ပါတယ်နော်ထိုင်းနိုင်ငံအဲ့လိုအဲ့လိုတွေလုပ်နေတယ်အချမ်းဖက်သမားတွေကိုထောက်ပို့ဖို့အတွက်ထောက်ပံ့ဖို့ရအတွက်ဇာကားတွေဒီမှာယုံတင်နေရဲအဲ့ဒါကိုကျွန်တော်တို့မြန်မာနိုင်ငံအစိုးရအနေနဲ့ရောတရမန်ရေးရအနေနဲ့ရောထိုင်းနိုင်ငံကိုအတိပေးတာတွေအချောင်းချစာတွေလောက်တာတွေ လုတ်တလားပေါ့နော်လုတ်လုတ်ဖို့အစီအစဉ်ရှိလားမရှိဘူးလားပေါ့ကျွန်မအဲ့ဒါလေးတော်မိထားတယ် information team မှာအခုချိန်ထိတော့မဖြေသေးဘူးအနိုင်ပါတယ်မှန်နေရအခုဒါညနေ6:00နာရီကျော်ပြီပေါ့နော်အခုချိန်ထိတော့ကျွန်မအဖြေမရသေးဘူးကျွန်မအဲ့လိုလေးမိထားတယ်အဲတပတ်သူအဲ့တော့ထိုင်းနိုင်ငံကလေဟိုအချက်စာရိတ်ကဘလောက်ထိုင်းနိုင်ငံကမြန်မာနိုင်ငံပေါ်အချက်စာရိတ်ကဘလောက်မကောင်းလဲဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံတွေကလက်နက်ကိုင်တောင်းကျမ်းသူတွေပေါ့နော်လက်နက်ကိုင်တောင်းကျမ်းသူတွေကိုသူတို့နိုင်ငံထဲမှာအေးအေးလေးလွတ်လပ်လပ်သွားလာနေထိုင်ခဲ့ပေးထားတယ်အဲ့ဒီလက်နက်ကိုင်တောင်းကျမ်းသူတွေရဲ့ပိုင်ဆိုင်မှုတွေထိုင်းနိုင်ငံမှာအေးအေးလေးလက်ခံထားရှိထားတယ် ပြီးရင်ကျွန်တော်မြန်မာနိုင်ငံမှာ2021ခုနှစ်မှာနိုင်ငံရေးဖြစ်စဉ်ကြီးဖြစ်တော့ခါကြတော့ကျွန်တော်နိုင်ငံရဲ့ဒီနိုင်ငံအောင်ဒေါ်လာပုံကံမဲ့တူလေးအစိုးရအောင်ဒေါ်လာပုံကံမဲ့တူလေးအကုန်လုံးဘယ်ရောက်ရောက်လဲဆိုအိုင်ထိုင်းနိုင်ငံမဲ့ဆောက်ကနေပြီးတော့ဟိုချင်းမအောင်ရောက်အောင်တို့ထိုင်းနိုင်ငံပိုင်းကလူတချို့ကောင်ပါပါတယ်။အဲကျွန်မအိုက်တောင်းကတော့ကျွန်မတရင်ရသမျှအကုန်လုံးစုဆောင်ပြီးတော့တောင်ရှိသူတွေကိုပို့ခဲ့မှုလေးပေါ့နော်။အိုက်ထိုင်းနိုင်ငံအိုက်တောင်းရှိတဲ့ပုံကိုကိုယ်တိုင်သူကကားနဲ့ကယ်ရီရိုက်ပေးရ။မြန်မာနိုင်ငံကဒီမဲဆောက်ကနေပြီးတော့ချင်းမတိဘတ်ဘလောက်ဆိုပြီးတော့တကယ်ရရပြီပို့ပေးရဒီစီရီယမ်လုတ်တဲ့သူတွေပေါ့နော်စီရီယမ်လုတ်တဲ့သူတွေပြီးရင်နောက်ထပ်တနိုင်ငံကိုထပ်ပြီးတော့ရက်ဖျူဂျီအနေနဲ့ရှောက်ထားမဲ့သူတွေအမေရိကသွားမဲ့သူတွေအော်စီသွားမဲ့သူတွေအဲ့အကောင်ကတော့တခါတည်း ကရိယာလေးပို့ပေးတာချင်းမိုင်အောင်အားလုံးလာဆိုပြီးချင်းမိုင်ဒီမှာတစ်ဆင့်နောက်ထပ်နိုင်ငံနိုင်ငံတတိယနိုင်ငံတွေကိုသွားပေါ့အဲ့လိုမျိုးလုပ်ပေးတာဆိုတော့ထိုင်းနိုင်ငံအဲ့လိုမျိုးအချင်းလိုက်တာရှိတယ်ပြီးရင်မြန်မာနိုင်ငံတွေကတောင်းကျသူတွေအားလုံးလက်ခံပေးထားတယ်ထိုင်းနိုင်ငံပြီးရင်တောင်းကျသူတွေတင်လက်ခံတာပေါ့အဲ့တောင်းကျသူတွေကိုဆက်ပြီးတော့ရှင်းတမ်းတာလို့အဲ့တောင်းကျသူတွေရောင်းဝယ်ရှာတာတွေနဲ့ပတ်သက်ပြီးတော့ကူညီအားပေးထားတယ်အခုဆိုရုပ်ရှင်တွေပြပေးတော့မှာဟုတ်သူတို့စိတ်ထဲမှာလေစစ်တပ်ကဘာလုပ်လို့မှန်တယ်စစ်တပ်ကလူတက်လဲမှန်တယ်မီးရှို့လဲမှန်တယ်ဓားမြတိုက်လဲမှန်တယ်မရင်းကျင်လဲမှန်တယ်အခုဒီဒီနေ့ခင်ဖြစ်နေတဲ့နိုင်ငံအခင်းချင်းကိုကြီးလိုက်ပါ ဲ့စစ်တပ်ကဘာလုပ်လို့မှားတယ်လို့မရတော့ဘူးလားကျွန်တော်သိချင်တယ်အဲ့ဒါစစ်တပ်ကဘာလုပ်လို့မှန်တယ်ဒီစစ်တပ်ကိုစန့်ကျင်တဲ့လူပုတ်ကိုအဖွဲ့စည်းမှန်တယ်များဒီတောင်ညာလူတွေအာဘာတွေညာတွေမျိုးစုံနာမည်တက်တယ်နော်အဲ့တော့ဒါကြီးကကိုကိုပြောနေတဲ့စကားတုံးစကားသခွန်းဆိုတာတရားမျှတမှုရှိဖို့လိုအပ်တယ်လေအဲ့တော့လက်ရှိဒီနေ့ဖြစ်နေတဲ့နိုင်ငံရေးအခင်းအကျင်းမှာစစ်တပ်ကမှန်နေတာလားမှားနေတာလားအဲ့တော့တောင်းကျမ်းသူဆိုတာဘာကိုပြောတာလဲ တောင်းကျန်းလူဆိုတာမင်းအောင်နိုင်နော်လက်ရှိမြန်မာနိုင်ငံဘာဖြစ်နေလဲအေးချမ်းနေတာဒီပြည်သူတွေထဆန္ဒပြလို့တိုင်းပြည်ရောအခုလိုဆူရလားမင်းအောင်နိုင်အာဏာထတိုင်းလို့အခုလိုဆူရလားမဲလိုက်နေမဲခိုးတယ်ဆိုတာခွေးစကားခွေးယုံတဲ့စကားလူလဲလာဝင်မပြောနဲ့နော် NND ဆိုတာမဲခိုးမှနိုင်ရတဲ့ပါတီမဟုတ်ဘူးကိုပတ်ဝင်းချင်းမှာမဲလိုက်နေမဲခိုးရဲဆိုရင်ကိုပတ်ဝင်းချင်းမှာနေကင်းကကျွန်တော်ဒီချင်းလုံလိုက်တဲ့ဗီဒီယိုဖိုင်တွေကဒီထိုင်းနိုင်ငံရောက်နေတဲ့เนาะညီကိုတယောက်ပြောသလိုပဲကိုပတ်ဝင်းချင်းမှာပဲကိုအရင်မေးကြည့်အောင် 2020မှာမဲပေးခဲ့လားเนาะလူတွေလိုက်မေးကြည့်မဲပေးခဲ့တယ်ဆိုရင်ဘ누구ပါတီကိုအားပေးခဲ့တယ်လိုက်မေးကြည့်ပါအဲ့တော့ NND ဆိုတာမဲခိုးမှနိုင်ရတဲ့ပါတီမဟုတ်မြန်မာပြည်မှာမဲခိုးတာဘ누구လဲဆိုတာခလေးရဆာခွေးဆုံးအကုန်တည်တယ်အဲ့တော့တိုင်းပြည်ဟာဒီလိုအေးချမ်းနေတာကိုဘ누구ကတောင်းညမ်းလိုက်လို့ဖြစ်သွားတာလေရှင်းရှင်းလေးလားမင်းအောင်နိုင်တောင်းညမ်းလို့တိုင်းပြည်ဒီလိုဖြစ်တာလေအဲ့တော့မြန်မာပြည်ရဲ့တောင်းညမ်းသူဆိုတာဒီမခံနိုင်တော့ကိုယ့်ကိုယ်ပြန်လဲခုခံတဲ့ပြည်သူတွေတာတောင်းညမ်းသူလား ဒီတိုင်းပြည်ဒီလိုပွားရအောင်လုပ်တဲ့မင်းအောင်နိုင်ရတောင်းချမ်းတူလားကိုလိုရာကိုစွဲပြောလို့မရဘူးလေဟုတ်တယ်မလားစကားတခွန်းဆိုတာအဲ့တော့အဲ့တော့ထိုင်းနိုင်ငံကလူတွေဟိုကျွန်မမေးချင်တယ်ပေါ့နော်ထိုင်းနိုင်ငံကိုဒီနေရာကနေမေးချင်တယ်ကျွန်မစကားနားလည်လဲမလဲလဲဟိုတိရသူတွေဒီဗီဒီယိုဖိုင်ကိုပပြပြီးတော့ဘာသာပြန်မေးတယ်ကြပြမမမမမသူသူဗီဒီယိုဖိုင်ကိုတော့ပြအောင်မမသူထင်တယ်သူခေါ်ချနေတာဘာတွေအောင်မေးတာမသိဘူးနော်ဟန်တစင်းဟုတ်ကျွန်မပြောချင်တယ်ခင်ဗျားတို့ထိုင်းနိုင်ငံကိုတော်လံပုံကံမဲ့သူတွေခင်ဗျားတို့ထိုင်းအစိုးရခင်ဗျားတို့ထိုင်းဘရင်တက်မှာတော့ ဟိုတောင်းတာပုံကံမဲ့သူတွေကျွန်တော်တို့မြန်မာနိုင်ငံမှာနေပါကျွန်တော်တို့ခေါ်ထားမယ်ခေါ်ပြီးကွန်မန့်ပေးခိုင်းမယ်ဘာလို့မြန်မာနိုင်ငံမှာနေနေပြီးတော့ရမလို့ထိုင်းဆိုးရအောင်ပုံကံအဲ့မှာပုံကံမဲ့သူတွေမိဒီကနေ့ကွန်မန့်ပေးဒီကနေ့ပြီးကွန်ထရိုးလုပ်ဒီမှာစင်နာဆိုးရဖွဲ့နောက်ဖွဲ့ပြီးဒီကနေ့ပြီးကွန်မန့်ပေးပြီးတော့ထိုင်းအဆိုးရအောင်ပုံကံခိုင်းစတားရပြခိုင်းဘာလို့မြန်မာနိုင်ငံမှာအစ်စ်နေဆိုပြီးကျွန်တော်တို့အဲ့လိုခေါ်ထားပေးမယ်ရမလားရမလားအဲ့လိုဘယ်ရမလားကလေးစကားတွေကွာဟမ်ထိုင်းနိုင်ငံဆိုတာအခုလက်ရှိတော်လှန်ရေးအင်အားစုတွေကိုလက်ခံထားတယ်ပေါ့နော်ထားလက်ခံထားတယ်ပဲထား ဒါဘလုံးပုံစံလွတ်လပ်စွာလှုပ်ခွင့်ရတာမရလားဆိုတာဓမ္မနေတဲ့လူတွေအားလုံးသိတယ်ဒါမဲ့ထားပါလက်ခံထားတယ်ပဲထားထိုင်းနိုင်ငံတနိုင်ငံသဘောထားနဲ့အဲ့တော်နိုင်ငံအင်အားစုတွေလက်ခံထားလို့ရတယ်တကဘာလုံးကမင်းတို့စစ်တပ်ကိုလက်ခံနေပြီထိုင်းနိုင်ငံတနိုင်ငံနဲ့အဲ့ဒီတကဘာလုံးနဲ့ဆန့်ကျင်ပြီးတော့တော်နိုင်ငံအင်အားစုတွေဘက်ကိုလက်ခံထားလာထားလို့ရလားအဲ့ဒါအဖြေရရှင်းနေတယ်တကဘာလုံးကမင်းတို့စစ်တပ်အာဏာလုတာအာဏာသိမ်းတာအကြမ်းဖက်တာကိုလက်မခံဘူးလေလက်မခံတဲ့အတွက်ထိုင်းလဲတကဘာအများနည်းတူပဲသူလဲ ကူညီနိုင်တဲ့နာကိုကူညီတယ်ဒီပြည်သူတွေကိုမင်းတို့ဘက်ကလည်းဖိမဘက်တာဖိမပေးရလေဒါတောင်မတတ်နိုင်မဲ့တဲ့ထိုင်းနိုင်ငံအကျင့်မကောင်းတဲ့နိုင်ငံဆိုပြီးတော့ပြောရပေါ့โอเคโอเคခေါ်ရမေးမှတ်ရင်းခံပါလားအဲ့စကားကိုကျွန်တော်ငေးချင်တယ်နော်ကျွန်မထိုင်းနိုင်ငံမသွားမရောက်တာတော်တော်ကံကောင်းတယ်ကျွန်မရောက်ရဲ့လို့သွားမေးမှာအဲ့တော့ထိုင်းနိုင်ငံလူတွေကခေါ်လာခဲ့မှာခေါ်လာခဲ့မှာသွားမေးမှာဘယ်လိုသွားမေးလို့လဲမသိဘူးဟမ်အာသူတို့ထင်တယ်သူတို့သူ့နိုင်ငံအဘရီများအောင်မေးနေတယ်ဟမ်ဘယ်ဟမ်မတာစီးမရှိကမ်းမရှိပေါက်လို့ပဲစား ိုင်းပြည်ကိုအုပ်ချုပ်နေတဲ့လူမဟုတ်ဘူးသူများနိုင်ငံကစီးနဲ့မူနဲ့မူဝါဒနဲ့တူပောင်နဲ့သွားတာဟမ်မင်းတို့ထိုင်းနိုင်ငံလိုက်လာမေးဦးမယ်မဲလာမေးဆိုရင်ကျွန်တော်အဲ့အိမ်လေးကိုမေးပြန်ပါသိချပါရယ်နော်အဲကျွန်တော်လည်းဒီပွဲကြီးတက်နေရထိုင်းကလူတွေနဲ့ကျွန်တော်တိတ်မတွေ့ရသေးတွေ့ပြန်ကျွန်တော်မေးမှာဒီကြောင်တော့မေးမှာအဲ့လိုလေဆိုအာမေငါတို့ငါတို့နိုင်ငံတော်အစိုးရငါတို့နိုင်ငံတော်ဒေါ်လာပုံကန်တည်းရဲ့သူတွေကိုကြာမင်းတို့နိုင်ငံထဲမှာလက်ခံထားတာဆိုမင်းတို့နိုင်ငံဟုတ်နိုင်ငံတော်ဆိုတော့နင်တို့မင်းအောင်နိုင်ကိုငါတို့နိုင်ငံတော်အစိုးရကိုပုံကန်ဆိုနင်တို့မင်းအောင်နိုင်ကိုနိုင်ငံရဲ့အစိုးရကိုဘယ်လိုတတ်မှတ်ပေးထားလဲဟုတ်အကောင်းကြီးရပါ နော်ဒီဒီစစ်တပ်ကိုထောက်ခံနေတဲ့အတိုင်းဝိုင်းဒီဗီဒီယိုကြည့်ဝိုင်းတစ်ချက်တော့ပြောပြပါလားဟမ်ကဘာလက်ခံပေးတာလားကဘာလက်မခံပေးတော့မှမင်းတို့အားပေးထောက်ခံနေတဲ့အခုတရုတ်နဲ့ရုရှားမြန်မာနိုင်ငံတရားဝင်အစိုးရဟာမင်းအောင်နိုင်ခေါင်းဆောင်နဲ့အဖွဲ့ပါလို့လက်ခံပေးထားလားမင်းအောင်နိုင်ကိုစစ်တပ်ခေါင်းဆောင်တယောက်အနေနဲ့လက်ခံတာလားနင်တို့ကအားပေးထောက်ခံတဲ့တိုင်းပြည်တရုတ်နဲ့ရုရှားတောင်မှမြန်မာနိုင်ငံတရားဝင်အစိုးရလို့အတိမတ်မပြုထားတာကိုနင်တို့ပါစပ်ကနင်တို့အချက်မရှိကျွန်မတို့နိုင်ငံတရားဝင်အစိုးရဘာညာဟမ် ဟာဒါတိလာအောင်တော့လမ်းပေါ်ကနေဒီမှာတို့မြန်မာနိုင်ငံထဲမှာလက်ခံထားမယ်။သူကသူစိတ်တော့တုံးထက်တိုက်မကတော့အထ30တိုက်ကြီးနဲ့ပဲစောက်ပြီးနေနေငါတို့လက်ခံထားပြီးလိုက်မယ်။သူကသူအမင်းတို့ထိုင်းဘက်ငွေတွေတန်းနဲ့ချီပြီးတော့ပဲယူလာယူလာငါတို့ငါတို့ဘာနေမှာလက်ခံထားပြီးလိုက်မယ်။သူရဲ့ပိုင်ဆိုင်မှုတွေအေးစေးထားပြီးထားမယ်။ပြီးရင်သူစိတ်ကြမင်းတို့အဲ့မှာထိုင်းနိုင်ငံကြီးမတိမငြိမ်ဖြစ်အောင်ထိုင်းနိုင်ငံကြီးအချိုင်းပင်းရဲ့ထိုင်းဆိုရတွေကိုဒါဟိုတော်လမ်းပေါ်ကမဲ့သူတွေသူကသူဘာတွေပဲပြောနေကောင်းနေဘလို့ပဲကွန်မန့်ပေးနေပေးနေငါတို့အေးစေးသူ့ကိုထားထားမယ်ဆောက်ရှောက်ပြီးထားလိုက်မယ်ဆိုရင်ခင်ဗျားတို့လက်ခံပါလား။ထိုင်းနေငါတို့လက်ခံပါလား။အင်း ငါနာထိုင်းဆိုနင့်တခွန်းနဲ့ပြန်ပေးမယ်ငါတို့ထိုင်းအစိုးရကနင်တို့မြန်မာစစ်ခွေးတွေလို့ပြည်သူပေါ်ရုံမာနေလို့လားလို့အဲ့တခွန်းမဲမေးမှာတိလာတော်လန်နေဆိုတိုင်းမတူဘူးနော်ကိုယ့်ဟာကိုယ်ကိုယ့်အစ်င့်ကိုတိမြန်မာထိုင်းနိုင်ငံကစစ်တပ်တွေရဲတွေလက်နက်ကင်အဖွဲ့တွေဟာထိုင်းနိုင်ငံသားတွေပေါ်ဘယ်လိုစေတနာထားအုပ်ချုပ်လဲနေတို့မြန်မာပြည်ကစစ်ခွေးတွေဟာတိုင်းတူပြည်သူပေါ်ဘယ်လိုအုပ်ချုပ်တယ်တကဘာလုံးတိတယ်နေတို့ကလိုက်ဖုံးနေတာ ။အဲအဲ့လိုသွားမေးစောက်ချက်ပွဲမှာငါပြောသလိုဟိုတခုံးပြန်မေးမှနင့်ကိုထိုင်းနေကိုပအောင်မေးလို့လေ။တိလာတခုံးမနင့်ကိုပြန်မေးမှငါတို့ထိုင်းနိုင်ငံထိုင်းနိုင်ငံကအုပ်ချုပ်သူတောင်းနှတိတည်းကနင်တို့မြန်မာပြည်ကစစ်ကွေးခေါင်းဆောင်တွေလို့တီတိုင်းပြည်နဲ့ပြည်သူပေါ်ရုံမှထားလို့လားရုံမှနေလို့လားနော်အဲ့တော့မှတ်ထားပြည်သူရွေးချယ်တဲ့အစိုးရလက်ထက်မှာတပုံနှုတ်လို့ရှင်ပြည်သူကအဲ့တပုံအားပေးမှာမဟုတ်ဘူး ဒါပေမဲ့နင်တို့လိုအာနာယူလက်ထက်မှာလှုပ်တဲ့တပုံမှန်ပြည်သူကအားပေးတယ်အဲ့ဒါသဘောတော်နိုင်ငံတိုင်းရဲ့တက်ရောက်မှုပဲနော်အဲ့တော့ထိုင်းနိုင်ငံမှာအခုလက်ရှိထိုင်းနိုင်ငံအစိုးရသူ့နိုင်ငံသူကောင်းအောင်လုပ်နေတယ်အစိုးရမူဝါဒနဲ့အညီနဲ့ပြည်သူအခွင့်အရေးအပြည့်အဝနော်ဘယ်လောက်ထိပြည့်ဝလဲထောက်ပံ့ရေးတော်ပြေးတယ်ပေးတယ်တဝက်ဝယ်တဝက်ပဲပေးရတဲ့စနစ်တွေတော်လှုပ်ပေးတယ်အဲ့လိုလုပ်နေတဲ့အစိုးရတက်ရောက်ကိုထောက်တော်လှန်မယ်ဆိုတဲ့သူကရော လူကောင်းဖြစ်မလားလူဆိုးဖြစ်မလားဟမ်အဲ့ဒါလက်ရှိမြန်မာနိုင်ငံအေးချမ်းနေတဲ့တိုင်းပြည်အာနာသိန်းနဲ့အာနာသိန်းတော်မလုံနဲ့ပါလို့ငိမ့်ချမ်းစွာဆန္ဒပြတဲ့ပြည်သူကိုနှစ်လပိုင်းတရက်နေ့မှာအာနာသိန်းပြီး၃လပိုင်း29ရက်နေ့မှာလူ900တတ်ပလိုက်ပြီတူလားနေတော့နဲ့စောက်ရှင်းမရှိနှိုင်းရှင်ရဲတယ်ဟမ်ကိုစောက်စင်ကိုမတိတဲ့အောက်တန်းစားတယ် တော့ထိုင်းနိုင်ငံရဲ့လက်ရှိတော်လိုင်းအင်အားစုဘက်ကိုလှုပ်ချင်တာလှုပ်ကြိုက်တယ်လို့လှုပ်ငါတို့ free လှုပ်ပေးတယ်လှုပ်ပေးထားတာမဟုတ်ဘူးသူ့ဘောင်နဲ့သူ့စည်းကမ်းနဲ့သူ့လှုပ်ခွင့်ပေးထားတာတော်လက်နက်ကင်အတွက်လက်နက်ကင်နဲ့လုပ်ငန်းတွေအတွက်ထိုင်းမှာလှုပ်ခွင့်မပြုဘူးပေးတဲ့ခေါင်းစဉ်မှန်သမျှစစ်ဘေးရှောင်ကိုကူညီထောက်ပံ့မှုလုပ်တာလူတိုင်းရဲ့စာနာထောက်ထားမှုဆိုင်ရာခေါင်းစဉ်အောက်မှာသူတို့လက်မခံလို့မရဘူးသူများနိုင်ငံတွေကဘာဖြစ်လို့လက်မခံလို့မရသိလားသူများနိုင်ငံအစိုးရတွေက ်လူကိုလူလူအုပ်ချုပ်တယ်လူတယောက်ရဲ့အခွင့်အရေးကိုကာကွယ်ပေးထားတယ်နော်နင်တို့နိုင်ငံမှာလို့ညဘက်ဆွဲဝါမနဲ့အလောင်းလာဖို့တဲ့တိုင်းပြည်မဟုတ်ဘူးတိလားတန်ရန်တန်ရန်ကိုပြောကိုစောက်စင်ကိုတိနော်အဲ့ဒါလေးမေးစင်မေးအဲ့ဒါလေးမေးချင်တာရှိတယ်အဲ့တော့ပြောလို့ကိုချင်းစာပါနော်ကျွန်တော်တို့နိုင်ငံဇုံနိုင်ငံသားတွေကျွန်တော်တို့အေးချမ်းချမ်းနေချင်ပြီနော်ကျွန်တော်နိုင်ငံကိုတိုင်းနိုင်ငံရဲ့တရက်တွေထအောင်လုပ်မယ်သူတွေကိုပောက်ပြောက်စေချင်ပြီအဲ့တော့ information တိရမှာလည်းမေးထားတယ်အဲ့တော့ဒီထိုင်းနိုင်ငံထိုင်းနိုင်ငံမှာတန်ရန်အနေနဲ့လည်း တခုခုပေါ့နော်အတိပေးရပဲဖြစ်ဖြစ်တတိပေးရပဲဖြစ်အကြောင်းကြားစာပေးရပဲဖြစ်ဖြစ်ဆောင်ရွက်ပေးပါကျောင်းတော့လက်မခံပါဘူးเนาะကျောင်းတော့လက်မခံလက်မခံဖင်ခံလေနင်နင်လက်မခံဘလူကပစောက်ကူးဆိုင်ကောက်ဟမ်လက်မခံဖင်ခံလိုက်အမှနင်ဘာတိကြီးမှာသွားသိလားဟမ်မဲသူကလက်မခံဘူးတဲ့မဟုတ်အင်္ဂလိပ်နိုင်ငံဖြစ်ပြီးတော့အင်္ဂလိပ်ချင်းကောင်းမပီတာတဲ့ထိုင်းနိုင်ငံရဲ့လောက်ရတဲ့ကိုကျွန်တော်တို့ရှုံချပါတယ်ဖြစ်နိုင်တယ်ကျွန်မဆိုင်းမကံပြောကိုဆန္ဒပြကြတယ်လေအမေချာ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 လာထိုင်းနိုင်ငံလာပြလာလာဟမ်လာပြလာတယ်မှာ ဟာဒုက္ခပဲဟမ်နော်ကိုယ့်ဘာကိုဒါအများကြီးမလုပ်နိုင်သေးလို့ကျွန်တော်ကလုပ်ရှာရရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလုပ်ရှာရအများရှိနေသေးလို့ဖြစ်နေတဲ့ကိုရောဆန္ဒပြချင်တာကျွန်မရစိတ်ရင်းပါဒါကတော့ထိုင်းနိုင်ငံရဲ့မကောင်းတဲ့အချင်းစရိုက်တွေအကြောင်းညွှန်ပြပေးတာဖြစ်ပါတယ်အဲ့တော့နှစ်ချက်ရှိသွားပြီနော်ကြားခက်နဲ့ပတ်သက်ပြီးတော့လေထိုင်းနိုင်ငံရဲ့မြန်မာနိုင်ငံပေါ်စိတ်ထားအခုလည်းဒီဟိုအကြံပေးတဲ့မိုင်းနဲ့ပတ်သက်ပြီးတော့ထိုင်းနိုင်ငံရဲ့အချင်းတွေအဲဒါတွေကိုကျွန်မဒီနေ့ထုတ်ဖော်ပြချင်ရတာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ ဟိုဆရာတော်ဖျားကြီးပေါ့နော်အိန္ဒိယမြန်မာသာသနာပြုဆရာတော်ဖျားကြီးဒေါက်တာဝိတုဒ္ဒနဲ့ပတ်သက်ပြီးတော့ပြောရှင်ပါတယ်အဲမင်းညာကတော့သတင်းတွေတော်တော်များတက်လာတယ်ဆရာတော်ဖျားကြီးလွတ်ပြီးဆိုဒီမှာပြောအနေအောင်ရှိသေးတယ်နောက်ကနေပြောကိုကျော်သူ့ကပြန်ပြောတယ်မလွတ်သေးဘူးဆရာတော်ဖျားကြီးကဟာဘယ်တနည်းအမှန်ပဲမသိဘူးတချို့ကြလဲတောင်ဖူလာဆရာတော်ဖျားကြီးက main တို့တောင်ဖူလာဆရာတော်ဖျားကြီးကဟောသွားကြည့်ရတယ်ဆရာတော်ပြောထားတာသူဖုန်းပြောရတဲ့အသားဖိုင်းတို့သူတင်ထားတာဟုတ်လားဗာလဲဆိုတော့အဲဌာနကောင်းကူကတော့ဆရာတော်ဖျားကြီးရဲ့ညီဆိုတဲ့ပုဂ္ဂိုလ်ကပုဂ္ဂိုလ်နဲ့အတောင်ဖူလာဆရာတော်ဖျားကြီးနဲ့ဖုန်းပြောတာပေါ့အဲဆရာတော်ဖျားကြီးကိုတို့ဌာနကောင်းကူကလွတ်ပြီးလို့ပြောတယ်ဒါပေမဲ့ဆရာတော်ဖျားကြီးအကြောင်းတော့မရောက်သေးဘူးလေအဲ့အသားဖိုင်းလေးပါလား သူပြောတဲ့မှာလည်းရှင်းပါတယ်သူသူသိတာလေးသူပြောပြတာလေသူဝမ်းသာကြတယ်လို့ဝမ်းသာရအောင်လို့စိတ်ပူနေကြလို့ဝမ်းသာရအောင်လို့သူသိတာလေးသူပြောပြတာအကြောင်းတော့ရောက်မလာသေးဘူးအဲကျွန်မအဲ့တော့ဖိုင်လေးကိုပဲအရင်ဆုံးကြည့်ပြီးတော့ဒီနေ့မှာဗာလွေးလိုက်လေဩဆရာတော်ဖျားကြီးတကယ်လွတ်သွားပြီထင်တာပဲပေါ့နော်ဘာလို့လွတ်သွားပြီလုံချုံလေးအရာတာလုံချုံတဲ့တနေရာမှာရှိနေတော့ပြီအဲသူ့ရဲ့ဒီဟိုညီလေးမိသားစုတကယ်တကယ်မတွေကိုဆက်သွယ်ဖို့ရတော့ကိုတော်တော်မှာကျမကြီးအနေထားရအဆင်မပြေသေးလို့မဆက်သွယ်သေးတာလားမသိဘူးပေါ့ဒါလေးကျွန်မတော့တွေးမိလိုက်သေးရဲ့ဘာဖြစ်ဖြစ်ပါကျွန်တော်ပြည့်ရလို့စေချင်ပါတယ်။နောက်ဆရာပြည့်ဟိုမလွတ်သေးရလားလွတ်ပြီလားတခြားမသိပြီမဲ့စိတ်ရင်းနဲ့ကိုဆရာပြည့်ရလို့ထမြောက်စေချင်ပါတယ်။ ။ဟောအဲ့ဆရာတော်ဘုရားကြီးတပားလွတ်မြောက်စေခြင်းလား။လက်ရှိမင်းအောင်လိုက်ဖမ်းထည့်ထားတဲ့ထောင်ထဲကတန်ခါတွေရောမလွတ်စေခြင်းဘူးလား။ဟမ်။ဟောအဲ့ဒါလေကြတော့မလွတ်စေခြင်းဘူးပေါ့။ဟုတ်လား။နင်တို့ရဲ့ဗုဒ္ဓဘာသာကဖုံးကြီးချင်းတူတောင်ဟိုမတူဘူးပေါ့အဲ့လိုခွဲခြားထားတာလား။ဟမ်။ PDF တွေဖမ်းတဲ့အဲဖုံးကြီးကြရင်လွတ်စေခြင်းတယ်။နင်တို့စစ်တပ်ကဖုံးကြီးကြရင်တော့အเจ้าထောင်ထဲမှာတည်နေတည်ပါစီအဲ့လိုလား။ဟမ်။အော်တော်တော်တော့နင်တို့ရဲ့စိတ်ဓာတ်တွေကဘယ်လိုပြောမလဲ။ဘလောက်ပဲနင်တို့ကပြောနေပြောနေပါစီ။ ဒါကြောင့်မို့လို့လေကျွန်တော် အခုကျွန်တော်ဆိုလိုင်းပေါ်မှာစကားပြောတယ်နော်ကျွန်တော်စကားတတ်နေလို့မဟုတ်ကျွန်တော်ပညာရှိဖြစ်နေလို့မဟုတ်ဘာဖြစ်လို့လဲကျွန်တော်တိတလောက်ကိုအမှန်တရားပေါ်အခြေခံတယ်ယင်တဲမှာရှိတဲ့အမြင်အတိုင်းပြောတယ်ဖြစ်စလေအခုသူတို့တွေဆိုရင်ဒါကျွန်တော်တို့လက်နော်နိုင်ငံတော်အဆင့်လုံနေကျွန်တော်တို့လက်ပို့ပြီးတိတိမဲ့ပို့တိုက်ရင်တတ်လိုက်မယ်နော်အကျော်စိုးဦးလို့ကျော်မျိုးမင်းတို့ဒဇင်ဦးလို့စတဲ့ဖြစ်မော်နော် အဲဒါလေးဆိုရင်ဘုနေ့ကပြောသလိုသူတို့ရဲ့ဆရာကြီးတွေပညာတတ်တွေပေါ့သူတို့သူတို့ဟုတ်တယ်ကျွန်တော်တို့လည်းပုံတက်ခြင်းတက်လိမ့်မယ်။ဒါပေမဲ့ဘာဖြစ်လို့သူတို့စကားတွေကပေါ့လို့ပဲစားပြန်တိလား။မဟုတ်တန်တရားပုံအခြေခံလို့။ဘလောက်ပဲပညာတတ်နေပါစေဘလောက်ပဲစာတတ်နေပါစေနော်မဟုတ်တန်တရားပုံအခြေခံပြီးရှောက်လန်းနေတဲ့လူပြောက်ကဘယ်တော့မှမလုံခြုံဘူး။အဲ့ဒါဂျိန်းကြီးကျွန်တော်အကြောင်းအရာတစ်ခုကိုပြောရတယ်။တရင်တို့လာမိကျွန်တော်အဲ့ဒီအတိုင်းမထွက်ရင်ဘာလို့ကျွန်တော်အမြင်ရင်နဲ့အရှိရှိတိုင်းမပြောတာ။ မဟုတ်တာကိုအဟုတ်လို့ပြီးပြောထားတာတခုမှမပါဘူးเนาะပြပါအခုဘောမတွေဆိုရင်အခုနောက်ပိုင်းမှာကျွန်တော်တီးတန်းကိုတိုက်ခိုက်ဖို့အတွက်အကောင့်တုများစွာနဲ့ကျွန်တော်နဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်တွေเนาะအခုကတင်ခဲ့တယ်တချို့အကောင့်တွေကြတော့ဟို TikTok အကောင့်ဆိုရင်ကျွန်တော်ဗီဒီယိုဖိုင်အကောင့်တင်မတင်ကျွန်တော်အကောင့်ကြာတာမှာအမအပွဲစီနေကြတယ်เนาะအဲ့လိုပွဲမျိုးမှာအောက်ကနေဘောမတွေအာဘလုံမန်းနဲ့ငစီရပါဖြစ်တယ်မှာပဲဟုတ်တယ်မင်းတို့ပြောတဲ့အချိန်မှာငစီရိုင်းတယ်ဟုတ်တယ်ကိုကျွန်တော်ရိုင်းတယ်เนาะဒါပေမဲ့လူတိုင်းကိုကျွန်တော်မရိုင်းဘူးတန်ရန်တန်ရန်ပဲကျွန်တော်ရိုင်းတယ်เนาะရိုင်း ရန်ရန်ဆိုင်ဆိုင်တုတ်ပြန်တင်းတဲ့လူရန်ရန်ဆိုင်ဆိုင်မှာတုတ်ပြန်နော်ကျွန်တော်နဲ့စကားပြောမှုတဲ့လူတိုင်းတိပါလိုက်မယ်လိုက်မေးကြည့်ပါကိုစီနဲ့စကားပြောတဲ့လူတိုင်းနော်ရိုင်းလားဆိုတော့အဲ့တော့တန်ရတန်မဲရမယ်ဆိုတော့စကားကိုကျွန်တော်ပြောတာဒါပေမဲ့ကျွန်တော်ပြောခဲ့တဲ့စကားအဲ့ဒီဘောမိုက်ပြောင်းစီရဘလို့လာပါကိုစီမဟုတ်တာကိုအဟုတ်လို့ပြီးလိန်လေလီစေပြီးပြောထားရင်အချိန်ရွေးလာပါနော်ဒါပေမဲ့ဒီနေ့ချိန်ထိဘယ်ဘောမမှာ ကျွန်တော်ဗီဒီယိုဖိုင်ကိုအစနေအဆုံး reaction လုပ်ပြီးတော့အခုသူတို့ဘက်ကိုကျွန်တော် reaction လုပ်တယ်အစနေအဆုံးသူတို့ပြောထားတဲ့စကားလုံးအခုဆိုတာဗီဒီယိုဖိုင်များကြည့်ရင်နည်းနည်းအတန်အောင်ညံခိုင်းလိုက်သူတို့လုပ်လာဘယ်လိုမှမလုပ်ဘူးဒါပေမဲ့ကွက်ကွက်ကလေးအာဟိုစကွေးငထိန်ဆိုတနေ့ဗီဒီယိုလေးပုံတင်ကျွန်တော်ကျွန်တော်အကြောင်းဟိုနားလေး तू ပြောချင်တဲ့အပိုင်းလေးတစ်ပိုင်းလောက်ယူလိုက် तू ပြောချင်တာပြောလိုက်ဟမ်ကြည့်အဲ့ဒါသူတို့ရဲ့စိတ်ဓာတ်သူတို့ရဲ့အစဉ်အတန်း နော်ဒါကြောင့်မလို့ရိုးသားကြပါတိတယ်ရိုးသားကြပါရိုးရိုးသားသားပဲပြောပြဿနာမရှိဘူးစမ်းစမ်းပြပြပြောလိုက်ရင်မဖြစ်ဘူးပြဿနာတွေပေါ်လာအောင်အဲ့တော့ဟိုအကြပ်ပါသမားတွေအနေနဲ့လေပြီးတော့ရုံမုံနေတာလက်ရှိရုံမုံနေရတဲ့ပို့ပြီးတော့အများများစွာသောရုံမုံမှုတွေကိုဟိုလက်ခံမရရှိပါတော့နဲ့မဲတော့ဒေါ်လိုင်းကဲမြန်မာပြည်မှာပြည်သူအယုံမုံဆုံးအဖွဲ့စည်းကိုအားပေးထောက်ခံနေလို့ရှိရင်နေနဲ့ငါနဲ့နှစ်ယောက်မှာချိန်ပြောရဲတာငါ့ကိုကြိုက်တယ်လို့ကြည်အကယ်၍ ်ပြီးသူအယုံမုံသောအဖွဲကိုထောက်ခံနေတာဒီနေဖြစ်ရင်ဒီဘလို့ကြိမ်ပေးမလဲဘဝစတိုင်းဒီဘဝစပြီးတော့ကြိမ်ရဲတယ်တစင်းဦးငါကြိမ်ရဲရနော်ကြိုက်တယ်လို့ကြိမ်ပြီးသူအများစုယုံမုံနေတဲ့အကျမ်းဖက်ဓမ္မတွေကိုအားပေးထောက်ခံနေရင်ငါ့ကိုကြိုက်တယ်လို့ကြိမ်နော်အဲ့ဒါအဖြေပဲဒီလေအကျမ်းဖက်ဓမ္မဆိုတာလေပါဇက်နဲ့ဆွဆွဲလို့နေ့ကငါတို့အကျမ်းဖက်ဓမ္မကိုဆွဆွဲလို့နေလဲအကျမ်းဖက်ဓမ္မမဖြစ်သလိုနေတော့ငါတို့အကျမ်းဖက်ဓမ္မဆွဆွဲလို့ငါတို့အကျမ်းဖက်ဓမ္မမဖြစ်ဘူး ါပေမဲ့လုံရက်ဒီကအဖြစ်ဥပေါ်တယ်အဲ့တော့မြေပြင်နဲ့ကိုကိုလုံနေတော့လာနေလေအတိပဲရှိသေးရလားလို့ဘုရားကလည်းနှစ်ဖက်ပေါ်လက်တင်ပြီးတော့ပြန်လဲစဉ်းစားကြည့်ကြပါအောင်နော်အဲ့တော့ဆရာတော်ဖျားကြီးကအခုလုတ်ဒီကမလုတ်သေးဘူးလားနဖူးပေါ်လက်တင်စဉ်းစားလိုက်ရင်တော့ချဲပေါက်မှာခေါ်တီးမယ်ဆိုတဲ့ comment တွေပဲတွေ့တယ်အောက်မှာเนาะတစင်ဦးဒီဗီဒီယိုဖိုင်ကိုကျွန်တော်ယူလာချင်းအောက်မှာချဲပေါက်ခေါ်တီးမဲ့ကောင်တွေကြီးပဲเนาะကျွန်တော်အဲ့တော့ဒီကောင်တွေကိုကျွန်တော်မေးကြည့်ချင်တယ်တစင်ဦးအောက်ထဲမှာတွမ်းမှန်ထားတဲ့ကောင်တွေအနေနဲ့မင်းတို့ချဲပေါက်ရင်ခေါ်တီးမယ်ဆိုတာကမင်းတို့ချဲဘလောက်ဖိုးပေါက်ရင်ခေါ်တီးမှာလဲ အဲ့ဒါလေးပါထက်မှန်နော်ငါတို့တွေဆုဆက်ပြီးတော့မင်းတို့အဲ့ဒီ share ပေါက်တယ်လို့ပဲရအောင်လို့ငါတို့ပေးရှင်လို့ပါဘာဖြစ်လို့မင်းတို့ရဲ့ဆန္ဒလေးတွေဖြည့်ဆည်းရှင်လို့ပါဗျာနော်ဒဇင်ဦးအတွက်လည်းဟိုမှာအဘတွေကမအားတဲ့အတွက်တူးအတွက်လည်းနည်းနည်းအဆင်ပြေအောင်လို့ပါတိတယ်အဲ့တော့ share ပေါက်ရင်ပေါ်ပြီးတော့ရှုရတယ်တို့ပြီးတော့ရှုရတယ်မင်းတို့တည်းဖို့ရတယ်ဘာမှတော့တခြားမသိဘူးကျွန်တော်တို့လည်းတိကျကြတဲ့အင်းတော့အဲဒီတရင်ပြန်ပြီးတော့တင်ဆက်ပေးပါမယ်နောက်ဆုံးရတဲ့တရင်ကတော့ကိုချိုစိုးကတော့မလွတ်သေးဘူးတဲ့အဲတခြားသူကတော့ပြောတယ်မလွတ်သေးဘူး Facebook ပေါ်မှာတော့လွတ်ပြီလွတ်ပြီလို့ပြောနေကြရှိကျွန်တော်တို့လွတ်စေချင်ပါတယ်စိတ်ရင်းနဲ့ကိုလွတ်စေချင်ပါတယ်လွတ်ပြီလို့ပြောတဲ့တရင်ကအမှန်ဖြစ်စေချင်ပါတယ်ဒါကြောင့်ရစိတ်ရင်းပါ တော့ဒီနေ့ဥပဒေတွေကတော့ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲနောက်ထပ်ဒီမှာလည်းထူခြားတဲ့အကြောင်းအရာတွေနဲ့အတူအဲသတင်းအကြောင်းအရာတွေမျှဝေရင်းနဲ့ပြန်လာခဲ့ပါအောင်မယ်ကျွန်မတစင်ဟုတ်ပါရှင်တော်တော်ကောင်းတဲ့စိတ်ရင်ဟမ်ဘူကြီးနာမည်ဆိုတက်ကြက်ကြီးလှကျော်လို့ဩတယ်လို့ပဲဟမ်အဲ့စကားပုံလေးတိကျတယ်ကျွန်တော်လူချင်းမှာတော့ရှင်းပြအောင်မရဘူးတချို့တွေယောက်ျားလေးဆိုတိရင်တိလိမ့်မယ်တိလားအဲဒီဇင်းကြီးအခုစိတ်ရင်းဆိုတာအဲ့ဒါကိုပြောတာဘူကြီးနာမည်တဲ့ဒီဇင်းကြီးကပြောတော့ဝတ္ထုပြန်ပြောတက်ကြက်ကြီးလှကျော်တယ်နော်အေးအဲ့ဒါအဲ့ဒီစကားပုံလေးကိုမတိဘူးဆိုရင်နော်လိုက်လိလာကြည့်အဲ့ဒါအရင်စိတ်ရင်းကောင်းလား ဲ့လိုပဲစိတ်စေတနာပို့တာဘူကြီးနာမဲတက်တက်ကြီးလှကြောလေနော်အဲ့ဒီစကားပုံလေးကြားဘူးကြဲလူတွေကြားဘူးမှာပါပေါက်ကရဟိုလူရှင်းမှာပြောလို့မရတဲ့စကားပုံမို့လို့ကျွန်တော်ဘာမှမပြောတော့ပါဘူးအဲ့တော့ဒဇင်ဦးပဲตัวเมจิตีจีนเนี่ยดูดิล่ะกูสิပြောได้โบยนําเมตัดแจกดิหละจอสรว่าบาเลยสรดิสินไม่ดีเลยดิล่ะเนาะ